ကချင်ပြည်နယ်ဖားကဲ့မြို့နယ်မှာမေလဇန်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် KNA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြောင့်တိုက်ပွဲပြင်းထန်နေကြရာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့လို့ကချင်စစ်ရေးသတင်းမြစ်ကပြောပြပါရယ်စစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖားကဲ့ဒေသပြန်လည်ဆုံးမနိုင်မှုအတွက်အင်အားအများအပြားနဲ့ထိုးစစ်ဆင်ခဲ့ရာလက်တလုံးမှာဖားကဲ့မြို့နယ်ကတ်မော်ဒေသမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရယ်ကတ်မော်နယ်ဆိုင်းဖရာရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး 9ရက်ဝန်းကျင်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးသူနဲ့ဒဏ်ရာရရှိသူအယောက်150နီးပါးရှိခဲ့တယ်လို့ကချင်စစ်ရဲသတင်းမြစ်ကပြောပြတာပါ။ဖားကန်စစ်ရဲသတင်းနဲ့ပတ်သက်ပြီး KNY ကစစ်ကောင်စီတပ်ကမြေပြင်ထိုးစစ်တာမကပဲလေကြောင်းနဲ့ပါတိုက်ခတ်နေလို့တိုက်ပွဲပြင်းထန်နေကြောင်းမေလာလေးရက်နေ့ကသတင်းဖော်ပြခဲ့ပါတယ်။ဖားကန်မြို့နယ်က KNY တပ်ရဲ26တပ်ရဲ54နဲ့မြေရဲအတွင်းစစ်ကောင်စီကထိုးစစ်ဆင်လာလို့တိုက်ပွဲပြင်းထန်နေကနှစ်ဖက်တိုက်ခိုက်မှုရှိရဲလို့ KNY ပြန်ကြားရေးကအတည်ပြုထားပါတယ်။ ဒါအပြင်ကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်မြို့တိုက်ပွဲမှာလည်းမနေ့ညပိုင်းထိပြင်းထန်နေပြီးစစ်ကောင်စီတပ်ကတန်ချက်ကားတွေနဲ့ဒဏ်ပြန်ထိုးဆက်လုပ်လာတယ်လို့သိရပါရှင်။